မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးအနေနဲ့အာဆီယံစည်းဝေးစစ်ကောင်းဆောင်မတက်ဟုမလေးရှားထက်အတီးပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မလေးရှားနိုင်ငံကွာလာလမ်ပူကွန်ဗင်းရှင်းဘဟုဌာန KNCC မှာအောက်တိုဘာ26ရက်မှ28ရက်ထိကျင်းပမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများသို့မြန်မာနိုင်ငံမှာစိတ်ကောင်းဆောင်ဗိုလ်ချုပ်မူချီမင်းအောင်လိုင်းတက်ရောက်မည်မဟုတ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကထပ်မံအတည်ပြုသည်ဟုမလေးမေးသတင်းမှာဖော်ပြပါရသည် စစ်ကောင်စာအနေဖြင့်နိုင်ငံရေးအကျက်တဲနဲ့ပတ်သက်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုခိုင်မာစွာလိုက်နာရန်ထက်လောင်းပြောကြားခဲ့တယ်လို့၎င်းကဆိုပါတယ် အာဆီယံအစည်းအဝေးသို့စစ်ကောင်းဆောင်တက်ရောက်မည်ဟုစစ်တပ်အားပေးမီဒီယာများ၌ပြီးခဲ့တဲ့ရက်ပိုင်းတွင်ဖော်ပြခဲ့ကြတော့လေဖိတ်ကြားခံရခြင်းမရှိကြောင်း AR ကစုံစမ်းသိရပါသည်အလားတူရုရှားသမ္မတဗလာဒီမာပူတင်သည်လည်းအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မည်မဟုတ်ကြောင်း၎င်းကိုစားဒုတိယဝန်ကြီးချုပ်အလက်ဇန်ဒါနိုဗတ်တက်ရောက်မည်ဖြစ်ကြောင်း58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီပြည်တွင်းပြည်ပသတင်းစာဆရာများနဲ့မီဒီယာရှင်းလင်းပွဲမှာအန်ဝါကသတိပေးပြောကြားခဲ့ပါသည် အသိပေးပြောကြားခဲ့ပါတယ် အော်တိုဘာလ26ရက်မှ28ရက်ထိတုံးရကြကျင်းပမယ်ထိပ်သီးအစည်းအဝေးတွင်အာဆီယံဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များနဲ့တူအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာအထင်ကြီးခေါင်းဆောင်များ၏အကြီးဆုံးတွေ့ဆုံပွဲဖြစ်မည်ဟုမျှော်လင့်ရပါသည်ထိပ်သီးအစည်းအဝေးတွင်အခြားသောဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ကြီးထွားလာနေသောနိုင်ငံဖြတ်ကျော်ချင်းချောက်မှုတစ်ခုဖြစ်သည့်နေဆက်ဖြတ်ကျော်အွန်လိုင်းလည်လည်မှုပြဿနာအားကင်တွယ်ဖြေရှင်းရန်အာဆီယံခေါင်းဆောင်များကြားပုံမှန်အကောင့်သည့်စုပေါင်းလှုပ်ဆောင်မှုကိုကြိုးပမ်းနေသောအန်ဝါကဆိုပါ ါတယ်။ဒီပြည်ထနာကိုနှစ်နိုင်ငံနဲ့ဒေသဆိုင်ရာအစည်းအဝေးတွေမှာအာမခံချက်ပေးထားပြီးဒေသရင်းတည်ငြိမ်ရေး၊ကျန်းမာရေး၊စီးပွားရေးနဲ့တာယာဝါပြောရေးတို့ကိုထိခိုက်စေတဲ့အတွက်ဒီထိပ်သီးအစည်းအဝေးမှာထပ်ပြီးတင်ပြသွားမှာပါဟု၎င်းကဆိုပါတယ်။ဝင်ကြီးချုပ်သည်အာဆီယံထိပ်သီးအစည်းအဝေးတွင် ကုန်သွယ်ရေးဒေတာရင်းလုံခြုံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစသည်တို့ကိုကမ္ဘာခေါင်းဆောင်အများပြားနှင့်အပြန်လည်ဆွေးနွေးမှုများပြုလုပ်ရန်မျှော်လင့်ထားကြောင်းတရင်ရဲ့ဖော်ပြချက်အရသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆေးအုပ်စု၏အတူရောင်ရေကောက်ပွဲကိုအာဆီယံကောင်ဆောင်များပြတ်သားစွာညှင်းပယ်ရမည်ဟု Trend Indus တိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာဆေးဟုတ်ချုပ်ရေးကိုပုံမှုခိုင်မာစေပြီးနိုင်ငံတကာပီအာရီရှင်းချဖို့ကိုသာရည်ရွယ်ထားတဲ့စစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုအာဆီယံကောင်ဆောင်တွေပြက်ပြက်တတားညှင်းပယ်ရမယ်လို့မြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးချင်းနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Trend Indus ကပြောဆိုလိုက်ပါတယ်။ 58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီကုလကိုယ်စားလှယ်ဒွန်အင်ဒရုစ်ကအာဆီယံဟာမြန်မာနဲ့ပတ်သက်တဲ့မဟာပြူဟာပိုင်းမှာလမ်းဆောင်လမ်းကွာကိုရောက်ရှိနေပြီလို့ပြောဆိုထားပါတယ်။ဆီယာနာသိန်းအစိုးရကလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မဲ့ရေးထိုးခဲ့တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲပြစ်ပယ်ထားပါတယ်။နိုင်ငံအကျဉ်းသားများစွာကိုထောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းမီဒီယာဟာလွတ်လပ်ခွင့်တို့ကိုတားမြစ်ကရပ်သားတွေပေါ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပေါ် ားနေချင်းစေုပ်စုကအာဆီယံကိုလှိမ့်ဆားမဲ့ရွေးကောက်ပွဲတစ်ခုကိုတရားဝင်အသိမဲ့ပြုဖို့လိုလားနေပါတယ်လို့ Trent Andrews ကပြောပါတယ်အာဆီယံကောင်ဆောင်တွေအနေနဲ့စစ်ကောင်မရှင်ရဲ့လက်စားမှုကိုတရားဝင်ဖြစ်စေမယ့်ဘလို့အရာကိုမဆိုရှောင်ရှားရမှာ ဖြစ်ပြီးရွေးကောက်ပွဲစောင့်ကြည့်သူတွေစစ်လို့ချင်းကလည်းရှောင်ရှားရမယ့်အထက်ပါဝင်တယ်လို့ကုလအထူးကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ် ဒါအပြင်ဒွန်အင်ဒရစ်ကစေယုတ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်သွားစေပြီးစေယုတ်စုရဲ့အပြစ်တွေကိုကောက်ွယ်ပေးရာရောက်သွားမယ်လို့ပြောဆိုထားပါတယ်။လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးဟာအာဆီယံရဲ့ယုံကြည်ကိုးစားမှုကိုအဆုံးဖြတ်ပေးမယ်ခိုက်တန့်ဖြစ်တယ်လို့အာဆီယံအနေနဲ့မြန်မာစေယုတ်စုစီကနေတာဝန်ခံမှုတောင်းဆိုဖို့အကြမ်းဖက်မှုအဆုံးသတ်ဖို့တက်ဆိုင်သူအားလုံးနဲ့အတိပယ်ရှိတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့နဲ့လူသားချင်းစာနာမှုအခွင့်အရေးတွေအတားအဆီးမရှိဝင်ရောက်ခွင့်ပေးဖို့ ကိုတောင်းဆိုကာခေါင်းဆောင်မှုပြသဖို့အာဆီယံကိုမြန်မာပြည်သူတွေမျှော်လင့်နေကြောင်း Trend Indus ကပြောဆိုထားပါတယ်။အကြံဖက်စေုပ်စုကလာမည့်ဒီဇင်ဘာမှာအတူရောင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ပြင်ဆင်နေပြီးအဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုမြန်မာနိုင်ငံတဝန်းမှာတာမကပဲကမ္ဘာနိုင်ငံအသီးသီးရှိမြန်မာလူမျိုးတွေကလည်းကန့်ကွက်ဆန္ဒပြမှုတွေပြုလုပ်နေကြောင်းသိရှိရပါတယ် ောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့တိုင်းဝန်ကြီးချုပ်ဟောင်းပေထွန်တန်ပါတီကောင်ဆောင်ယာရုကနှုတ်ထွက်တဲ့သတင်းကို တင်ဆက်ပေးပါမယ်။မကြသေးခင်ကတိုင်းဝန်ကြီးချုပ်ယာရုကနေထုတ်ပယ်ခံထားရတဲ့ပေထွန်တန်ရှင်နာဝထဟာသူ့ဖခင်တီထောင်ထားတဲ့နိုင်ငံရေးပါတီရဲ့ကောင်ဆောင်ယာရုကနေအောက်တိုဘာ22ရက်မှာနှုတ်ထွက်လိုက်ပါတယ်။အသက်39နှစ်အရွယ်ပေထွန်တန်ဟာဝန်ကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တာတစ်နှစ်တောင်မပြည့်ခဲ့ပေကမ်ဘောဒီးယားနဲ့ဖြစ်ပွားတဲ့နေဆက်ပြဿနာကိုကင်ကြွယ်ပုံနဲ့ပတ်သက်လို့ဩဂုတ်လကတရားရုံးရဲ့ ထုတ်ပေတာခံခဲ့ရလာပါရှင်နာဝထရာမီသားစုဟာထိုင်းနိုင်ငံရဲ့နိုင်ငံရေးလောကကိုစေစုနှစ်နှစ်ခုကြာကြီးစိုးထားခဲ့ပြီးသူတို့မိသားစုဟာစစ်တပ်လိုလားသူတွေနန်းတော်လိုလားသူတွေအထက်ရန်သူတွေလည်းဖြစ်ပါတယ်ဒါပေမဲ့ဝင်းကြီးချုပ်ဟာသက်စင်တာဝန်ရှိစဉ်ကကျူးလွန်ခဲ့တဲ့အကျင့်ပြတ်ချဆမှုတွေအတွက်အခုနှစ်တွင်ထောင်ချခံရတာအပါဝင် ရှင်နာဝထရာမီသားစုဟာနိုင်ငံရေးရာတရားဥပဒေရာစိုးရိမ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်မိမိယာရုကနှုတ်ထွက်လိုက်တာကြောင့်ပါတီနေနဲ့လုံးဝပြုတ်ပြင်းရေးလမ်းပွင့်သွားမှာ ဖြစ်ကြောင်းဒေထုံတန်ရဲ့ပြောကြားချက်ကိုကိုးကားပြီးသူရဒုကနှုတ်ထွက်သွားပြီဖြစ်ကြောင်းဟူထိုင်းပါတီကအောက်တိုဘာ22ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်မိမိပါတီကောင်းဆောင်ယာရုကနေနှုတ်ထွက်လိုက်တာကြောင့်ပါတီအနေနဲ့ရွေးကောက်ပွဲအနိုင်ရရေးအဆင့်တိုးမြင့်မှုတွေပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ဒေထုံတန်ကပြောပါတယ်သူအနေနဲ့ပါတီမှာအဖွဲ့ဝင်ဖြစ်ဆက်ရှိနေမှာဖြစ်ပြီးနိုင်ငံအတွက်အလုပ်ကျိုးစားသွားမယ်လို့လည်းပြောပါတယ် 1990ပြည်နှစ်တွေကဗူတိုင်းပါတီကိုတီထောင်ခဲ့တဲ့သက်စင်အား2006စစ်တပ်အာဏာသိမ်းမှုတွင်ထုတ်ပေခံခဲ့ရပြီးပြည်ပမှာ10နှစ်ကျော်တိန့်ရှောင်နေခဲ့ပါတယ်ဗေဒုံတန်ဟာရှင်နာဝထရာမိသားစုမှာဖခင်ဖြစ်သူသက်စင်နဲ့အတော်ဖြစ်သူရှင်လက်တို့ပြီးတဲ့နောက်တတိယမြောက်ဝင်ကြီးချုပ်ဖြစ်လာသူဖြစ်ပါတယ်သူဟာနိုင်ငံရေးမှာလှုပ်ရှားနေစေဖြစ်တဲ့နောက်ဆုံးရှင်နာဝထရာမိသားစုဝင်လည်းဖြစ်တာကြောင့်ထိုင်းနိုင်ငံရေးမှာရှင်နာဝထရာမိသားစုခေကုံဆုံးတော့မှလာဆိုတဲ့မိကုန်းနေထွက်ပေါ်နေကြောင်းသိရပါတယ် ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းရေးတပ်တွေတင်ထားတဲ့နေရာတွေတည်ရွေးကောက်ပဲလုံနိုင်ဖို့စစ်ကောင်စီလီချောင်းတိုက်ခိုက်နေဟု KNY ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီဟာကချင်လွတ်လပ်ရေးဖွဲ့ KIO KIE ထိန်းချုပ်နေမြေရှိနေရာအများအပြားကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်လုံဆောင်ခဲ့ကြောင်း KIO KIE တရင်ပြန်ကြားရေးဌာနကမင်းညကအတိပေးပြီးစစ်ကောင်စီလောက်ရဟာတော်လိုင်းရေးဖွဲ့တွေတိမ့်ပတ်ရာနေရာတွေထိရေကောက်ပွဲကျင်းပလို့ရဖြစ်ကြောင်းဖော်ပြပါရယ်စစ်ကောင်စီဟာအော်တိုဘာလ22ရက်နေ့အော်တိုဘာလ22ရက်မှာ KIO ထိန်းချုပ်ရာနေမြေဒေသတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ရေကောက်ပွဲနီလာနာကြောင်းတော်လိုင်းရေးတပ်ဖွဲ့တွေတိမ့်ပတ်ထားတဲ့နေရာတွေထိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးနေရာတိုင်းမှာစစ်ကြောင်းထိုးထိုးစစ်စင်နာပြည်သူတွေနေထိုင်ရာကိုလေးကြောင်းတိုက်ခိုက်တာနေ့စဉ်မပြတ်ပြုလုပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါရယ် ဝိုင်းမော်မျိုးနယ်လက်မြန်ချေးရွာကို၄ချိန်၊ရွှေညောင်မြေရွာကို၂ချိန်၊လေးချောင်းတိုက်ခိုက်ခဲ့လို့အရတအုံတန်ရာရခဲ့တယ်လို့စစ်ကောင်စီကလမ်းဆဲပါဝင်အနီးဘက်ဝင်ချင်းဒေသရင်းချေးရွာ၆ရွာကိုလေးချောင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါရယ်။ဒါအပြင်ဖားကန်က KIA တရင်6ဌာနချုပ်နေမြေကိုလည်းနေရက်ဆက်တိုက်လေးချောင်းကနေတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်။လန်စေဒေတာလေးချောင်းတိုက်ခိုက်မှုပြုလုပ်တဲ့နေရာအများစုဟာဖះချောင်းတွေဖြစ်တယ်လို့လည်းဖော်ပြထားကြောင်းသိရပါဗျ အော်တိုဘာလာ20ရက်နေ့ကလည်းခေါလန်ဖူးမြို့နယ်ကိုလေးချောင်းတိုက်ခိုက်ခဲ့လို့အသက်80ကျော်အရွယ်ရက်သားတဦးသေဆုံးခဲ့ကြောင်းလည်းအသိပေးထားပါရယ်စစ်တပ်ဟာရှမ်းမြောက်အပါဝင်နိုင်ငံတော်မှာလည်းလေးချောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုံ့ဆော်နေလို့ပြည်သူလူထုထိခိုက်သေဆုံးမှုတွေမကြာခဏဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါရယ်